ီတစ်ခါပြောမယ့်အကြောင်းအရာကကြည်လွင်မြင့်မှုဒရာရေးထားတဲ့အကြောင်းအရာလေးပေါ့နော်နှာခေါင်းသွေးရှန်တဲ့အခါကျရင်ဘလို့နီးလန်းနဲ့ပြင်ပြီးတော့ကုသမလဲပေါ့နော်အဲဒီနှာခေါင်းသွေးရှန်တဲ့အခါမှာများသောအားဖြင့်ဒီနှွေးဥတုပေါ့တပေါင်းတစ်ခုမှဆိုရင်ဟိုပုံပြင်းတဲ့အတွက်ကြောင့်နှာခေါင်းသွေးရှန်ကြရတယ်။တချို့ဆိုရင်တချို့ငယ်ငယ်လေးကတည်းကနှာခေါင်းသွေးရှန်နေတဲ့အကျင့်ရှိရပေါ့နော်ဒီတော့အခုပြောတဲ့နီးလန်းကြကလေးလူကြီးမျိုးတွေအသုံးပြုလို့ရတဲ့နီးလန်းနဲ့နှာခေါင်းသွေးရှန်လာခဲ့တဲ့အခါမျိုးမှာပေါ့နော်ဒီကနှာခေါင်းသွေးရှန်တဲ့အခါမျိုးမှာဆိုရင်ငယ်ဟုံးကတော့မသိဘူးနှာခေါင်းသွေးရှန်တဲ့အတွက်ကြောင့်ခေါင်းအနောက်မော့ပြီးနေရမျိုးတွေပလက်လက်အိတ်တာမျိုးဒါမျိုးလောက်ရတယ် ပေါ့နော်တကယ်တော့အမှားတယ်ဘာလို့ဆိုတော့ဒီ channel ရဲ့တွေ့ရဆိုရင်လည်း तू ကပြန်ပြီးတော့နောက်ပြန်ပြီးတော့စီစဉ်ပြီးတော့အဆုတ်ထဲကိုတွေးနေဝင်သွားပြီးပြန်မထွက်ဘဲနေလိမ့်မယ်တဲ့အဲအဲ့လိုမျိုးဖြစ်တတ်တယ်အနေနဲ့ဖြစ်တတ်တယ်ပေါ့နော်ဒီတော့ဒီတကယ်နှာခေါင်းသွေးရှင်မယ်ဆိုရင်ခလေးကိုခလေးပဲဖြစ်လူကြီးပဲဖြစ်ဖြစ်ပေါ့နော်ခေါင်းကိုငုံနာပေးရတယ်ခေါင်းကမှခေါင်းကိုငုံနာပေးပေါ့နော်အဲ့လိုမျိုးပြုတ်လုပေးပါတဲ့နောက်တချို့ဆိုရင်ဒါမလကာရွက်ခြေပြီးတော့လေရှူခိုင်းတာမျိုးရှိတယ်ချို့နွားချီးရှူခိုင်းတာအောင်ဒီတော့နေဘက်ဒီမှာရှိရလေအဲ့လိုမျိုးလောက်ခိုင်းတာရှိတယ်ဒါရှေးရဟိုပြောမှာဆိုရင်ရှေးရ ဟိုနီလန်းလေးပေါ့နော်။နောက်ချီကိုမရှူပြဘူး။နောက်ချီကြောက်ရှူပိုင်းတာတချို့နယ်ဘက်တွေမှာဆိုရင်ဘာဖြစ်ရင်မင်းတကောင်းဆုံးရှူရမှာ။ရှူရမှာ။ဆောင်းသားမယ်ပေါ့။ဆောင်းသားမယ်။ရဲကင်လား။ဟုတ်တယ်။အဲ့လိုမျိုးကြီးရဲ့။ဒါပေမဲ့ဒါကတော့ဟိုရှေးအယူအဆဆိုပေမဲ့ပြက်ပယ်လို့တော့မရဘူးပေါ့နော်။ဒါပေမဲ့အခုနီလန်းကြတော့ဒါကိုအမြန်အလွယ်လုပ်လို့ရနီလန်းလေးပေါ့။ဒါဘာလဲဆိုတော့ဒီပေါ့နော်များသောအားဖြင့်ဟိုရေခဲကြိုက်တတ်တဲ့ရေခဲကြီးတောက်တတ်တဲ့ကလေးဆိုရင်နှာခေါင်းသွေးရှင်တာခဏခဏဖြစ်တယ်ပေါ့နော်။ဒီလိုဖြစ်လာတဲ့အခါမှာဆိုရင်ねကလေးကိုထိုင်ရအနေအထားဖြစ်အောင်ထားမယ်။ထားပြီးပြီဆိုရင်ရေခဲကို ရေခဲအိတ်လေးတွေပေါ့ပေါ့နော်ရေခဲထည့်မယ်ပေါ့နော် plastic အိတ်လေးတွေပါဖြစ်ဖြစ်ရေခဲထည့်လိုက်မယ်ထည့်ပြီးပြီဆိုရင်သူကရေခဲကတ်ပေးရမှာရေခဲကတ်တဲ့အဓိကနေရာကများသောပြင်တို့ထင်တာနှာခေါင်းလိုထင်တာနှာခေါင်းမဟုတ်ဘူးသူကနားရဲ့အနောက်ဘက်ကဂျိုင်းခွက်တဲ့နှစ်ခုရဲ့အိုးဒါကတ်ပေးရမှာရေခဲကို ဒါအနောက်ဘက်အချိုင်းခွက်ထဲဟုတ်ပေါ့နော်ဒါရေခဲကတ်ပေးရမှာတဲ့သူက7မိနစ်လောက်ကတ်ထားပြီးမယ်ဆိုရင်နှာခေါင်းသွေးယူတာကိုရက်သွားလိမ့်မယ်တဲ့ဒါလက်တွေ့ပျောက်ကင်းတဲ့သူတွေကနေပြီးတော့ပြောပြထားတဲ့အရာဖော်ပြထားတာပေါ့နော်ဒီတော့ဒီဒီရေခဲကိုနှာခေါင်းမှာမကတ်ပဲအဲ့လိုမျိုးနားရဲ့အနောက်ခွက်ထဲမှာဒီလိုမျိုးကတ်ရတဲ့အကြောင်းအရာဘာလဲဆိုတော့ဒီအုံနောက်ကထွက်လာပြီးတော့မျက်နှာတစ်ခုလုံးကိုထိမ့်ချုပ်ထားတဲ့အာယုံကျော်အဖွဲအစည်းရာဆိုရင်တဲ့သူကနားရဲ့အနောက်ခွက်ကနေစပြီးထွက်လာတာတဲ့အဲ့တော့ကြောင့်ဒီအာယုံကျော်ပင်ရင်ပင်ရင်ကအပူထိမ့်ချုပ်လိုက်တယ်အဲ့လိုအပူထိမ့်ချုပ် ်လိုက်တဲ့အခါမှာဆိုရင်သွေးယိုတာကိုတွန်းအားပေးတဲ့ကြွက်သားအဖွဲ့အစည်းကိုလည်းထိန်းချုပ်သလိုဖြစ်သွားတယ်တဲ့အဲ့အတွက်ကြောင့်သွေးယိုရရက်သွားတယ်ပေါ့နော်ဒီတော့ဒါနှာခေါင်းသွေးရှင်တဲ့အခါမှာအမြန်ဆုံးကုသနေပေါ့အဲဒါပေမဲ့နှာခေါင်းသွေးရှင်တဲ့သူဆိုရင်တော့ဟိုအဲ့လိုမျိုးရေခဲရေးတောက်တာမျိုးတွေဒါမျိုးတွေရှောင်ကျင်ပေးပါအချိုရည်အညာအေးတာမျိုးတွေနောက်ပြီးတော့ပေါ့နော်ဒါ gas bar ရဲ့အချိုရည်တွေဒါတွေတောက်တာတွေရှောင်ကျင်ပေးရမယ်နွေရာသီမှာဆိုဖြစ်လိဖြစ်တာရှိတဲ့အတွက်ကြောင့်ပေါ့နော်ဖြစ်လာတဲ့အခါကျရင်ဒီလိုနည်းလမ်းလေးနဲ့ကုသပေးပါဆိုပြီးတော့ဖော်ပြထားဟုတ်ဟုတ်တယ်နော် ဒါသာတိထားကြရေခဲကတ်မရေခဲမှာကြားဘူးတယ်ရေခဲနှာခေါင်းနှာမှာပြစ်ပစ်ကတ်လိုက်တာပဲတကယ်တော့ဒီညာကတ်နော်အနောက်ဂျိုင်းကွက်အမကတ် ကဲဒါဆိုရင်ဒီခါမှာကြတော့ဒီ Tik Club ထဲမှာရေးထားတဲ့အကြောင်းလေးပြောပြမယ်။ဒါကတော့သူဒီပေါ့နော်ဒီစာအုပ်လေးကိုကတကယ်ကိုလူငယ်တွေအတွက်ပေါ့ပြောရမယ်ဆိုတကယ်ကိုလက်လက်ဆက်ဆက်ဆယ်ကျော်သက်လေးတွေအတွက်အဓိကအင်းသူတို့အတွက်အဓိကထားပြီးထုတ်လုပ်ထားတာဆိုတော့ဒါဆယ်ကျော်သက်လေးအနေနဲ့ငငယ်တုန်းကတော့ဟိုတယ်ကိုပေါ့နော်မိဘတွေနဲ့တူတူခီးထွက်ရင်တော့ထွက်ဘူးကြလိမ့်မယ်ခီးတွေပါတော်ပြီးဟိုတယ်မှာနေဘူးကြလိမ့်မယ်ဒါပေမဲ့ကိုကိုရိုင်းပေါ့နော်အသက်အရွယ်တခုရောက်လာလို့အိမ်ရောက်ခွင့်ပြုလို့တကယ်ချင်းနေခီးတွေသွားတဲ့ခါမှာဆိုရင်မိသားစုမပါပဲသွားတဲ့ခါလေးဆိုမိသားစုမပါပဲသွားတဲ့ခါဆိုလို့ဒီတော့ဘာဖြစ်လဲဆိုအပြောလွန်တာ ပေါ့နော်အပြောလုံးတဲ့ခါမှာကျတော့သူဟိုတယ်မှာတည့်တဲ့ခါဘယ်လိုမျိုးလေးနေထိုင်ရမလဲဆိုတာကိုသူပြောပြပေးထားတာအဲ့တော့ပေါ့တော့ပြောရမယ်ဆိုတော့တီတော့တီကြတဲ့ကိစ္စတွေပါပဲဒါမဲ့လည်းအဲ့လိုမျိုးခုနပြောဆိုအပျော်ရီရှောက်လွန်ကြတာပေါ့နော်အတန်ဒီအော်ထားတယ်ဒါတွေကိုရီလည်းအများအားအလုပ်ကိစ္စတွေနဲ့ခီးထွက်တကယ်စီတွေနဲ့ခီးထွက်နေကြဆိုတော့ဟုတ်တယ်အလုပ်ကိစ္စဆိုလို့ရှိရင်တော့နည်းနည်းပေါ့ပြင်းပြင်းကြီးငင်းငင်းငွေပေါ့တော့ညဆိုလို့ရှိရင်တကယ်ချင်းတွေလည်းဆိုရင်တော့ဟာပြောဘေးကခန်းနေတော့မှချက်ချင်း အထုပ်တွေပိုက်ပြီးတော့ရွှေပြောင်းကြီးတွေပေါက်သွားမှာအဲ့တော့ဒီမှာဆိုသူပြောတာကဘာလဲဆိုတော့ဟိုတယ်မှာတဲရဲ့ကားရဲ့ပတ်စံပေးပြီးတဲတာပဲလှုပ်ချင်တာလှုပ်မယ်ဆိုတာမျိုးတော့မဖြစ်သင့်ဘူးเนาะတဲ့အဲ့လိုမျိုးလှုပ်ချင်လှုပ်မယ်ဆိုပြီးလှုပ်တာတော့မဟုတ်ဘူးဗျာဒါပေမဲ့စိတ်လွတ်သွားအောင်เนาะပျော်သွားပျော်သွား ဲ့တော့သူကဗာပြောထားသည်လဲဆိုတော့အာကိုကိုရိုင်းကလည်းဒါတန်တောင်တတာနေနိုင်မှုအတွက်ဟိုတယ်မှာတဲတာအာထားပါတော့ beach တွေသွားရသွားရဆိုလို့ရှိရင်လည်းတတောင်တတာအနားယူပြီးတော့ပြပြရှင်နေဖို့အတွက်ဟိုတယ်မှာတဲတာအဲ့လိုပဲဒီဟိုတယ်ကိုလာရတဲ့သူအားလုံးကကိုနဲ့အတူတူပဲလေသူတို့မှလည်းဒီလိုမျိုးနေကျင်တဲ့စိတ်ရှိမှာပဲအဲ့ဒီခါကျတော့ဗာလဲဆိုတော့ဟိုအားလုံးမဲ့ပေါ့နော်အရာအားလုံးအစဉ်ပြောင်းလို့စဉ်းစားလေးကိုရှေ့ထားပြီးတော့ဒါဘယ်နေရာမှာမဆိုအဲ့လိုပဲနေပေးပါတဲ့ဥပမာဗာလဲဆိုတော့ည10:00နာရီကျော်တဲ့အခါမှာ TV အတန်းနေလျှော့ပေးတာမျိုးပေါ့ TV အတန်းကြီး ်းကြီးလုံးဝဝလုံးခွဲတွေဖွင့်ထားတာမျိုးမလုပ်ဖြစ်တဲ့အတန်ရှော့ပေးတာမျိုးတွေပြီးတော့ကိုယ့်ရဲ့အခန်းထဲမှာတကယ်ချင်းနေစုပြီးတော့ပါတီလိုမျိုးကြီးလာဝလာလုပ်မယ်ဆိုလို့ရှိရင်လေတဲ့စေနာရီကျော်ရဲ့နောက်ပိုင်းတော့မလုံးနဲ့တော့အဲ့စေနာရီကျော်နောက်ပိုင်းမှာမကွာအရှိန်မထိန်နိုင်သေးဘူးမရတော့ဘူးဆက်ပြီးတော့ခွေမှဖြစ်ရမယ်ဆိုလို့ရှိရင်သွားဘယ်ကိုသွားမလဲဆိုတော့လော်ဘီလိုနေရာမျိုးပေါ့နော်ဒါပြောပြီးတော့ပြောင်းပြီးတော့ဒါတကယ်ချင်းစကားစုပြောတာမျိုးလှုပ်ပေါ့စေနာရီကျော်မှအရှိန်ကတက်တာလေဩဆက်ရှင်ရသူတွေအကုန်လုံးလည်းမောင်းထုတ်ကုန်ဟောတောင်ရှိသူတွေဟောတရားတောင်ရှိသူတွေမောင်းထုတ်ကုန်ဟောတကယ်ရက်ဆက်ရှင်ရညီမလေးတွေမောင်းလေးတွေသူတို့အိပ်ပျော်သွားမှာဆိုလို့ ပါတော့အခုကပြန်ပြီး entertain လုပ်ပြီလားသူတို့ပါခေါ်လိုက်ပြီးတော့ပါမလားပေါ့နော်အဲ့တော့ဒါဟုတ်တယ်ဒါကြောင့် lobby လိုနေရာမျိုးမှာကျတော့အဆင်ပြေရလေအဲ့လိုနေရာမျိုးမှာသွားပြောင်းမယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်အခန်းလာလေတဲ့အခါမှာဆိုလို့ရှိရင်လေသူများတွေအဲ့ချိန်ဖြစ်ဖြစ်တဲ့အခါမှာဆိုရင်ဒါတိတဲ့တမှုနဲ့တို့တတာနေတို့တတာနေပြီးတာမျိုးတွေပြီးတော့အတန်မီတဲ့ပစ္စည်းတွေကိုတတ်နိုင်တဲ့မြတ်တူတူလေးပြုတ်လုတာမျိုးတွေပေါ့ဖုန်းကနေတန်ကြိမ်ဖွင့်လို့လည်းမကောင်းမြအောင်နော်ဒီခါကျရင်ဟိုပြောမိရောပြီးတော့လေပစ္စည်းပြုတ်ကြတာလေအဲ့လိုမျိုးဆိုလဲအဆင်မပြေပြန်အောင်တည်ရမှာ laptop ကိုဝန် င်းလေးပြုတ်ကျသွားတာမျိုးဆိုလက်တော့လည်းမကောင်းအတန်လည်းအရန်ကျေတော့ ਨੇ အဲ့လိုမျိုးလည်းမဖြစ်သင့်ဘူးအဲ့တော့ဒါဟိုတယ်မှာတဲတဲ့ခါမှာဆိုရင်ကို့အခန်းကလူရောဘေးခန့်လူတွေအတွက်ပါအဆင်ပြေစေမယ့်ဒါကိုချင်းစာတရားစာနာစိတ်လေးကိုထားပြီးတော့ဒါခီးသွားကြပါဆိုပြီးတော့ပြောထားတာအင်းအဓိကလူငယ်အတွက်ပေါ့နော်နော်ကိုရီးလားတငယ်ကြီးတွေလည်းသွားပြီးဆိုလို့ရှိရင်မရဘူးအခင်းတစ်ခန်းထဲမှာစုနေစုံနေပြီးအဲထဲမှာမုတ်လေးစားကြတယ်စကားလေးပြောကြတယ်ပြီးအကျိန်ကြီးစိတ်လူကိုယ်လိုယူလက်ကြတယ်နော်ဟုတ်တယ်အဲ့တော့ဒါကိုလည်းသတိထားမယ်ထဲမှာနံပါတ်1ပါပါပေါ့ နော်ဒီရွယ်ကြီးဒီကိုရီဝစ်ပြန်မလဲဘူးလို့ပြောလို့မရအောင်နော်ဟုတ်တယ်ဟုတ်ကိုအသက်ကြီးတာကိုဟိုတယ်ရွာသွားနေကလေးတွေကလေးတောင်းညံ့ဟုတ်တယ်ကဲဒါဆိုရင်အခုဒါအကြောင်းအလေးလေးစုံသွားပြီခဏနာကြမယ်နော်ခေတ်သစ်ပြုံမင်းစီစီကနေပရိသတ်တွေအတွက်တခြားကြတာပြောပြပေးဖို့ခဏနေပြန်လာခဲ့ပါမယ်ရှင်